စဘာစည်းတွေဆက်တိုက်ကြဆင်းနေလို့လက်ရှိ2025မိုးစဘာရာသီမှာကောင်ကျင်စဘာတွေကိုတောင်သူတွေကတိုးချဲ့စိုက်ပျိုးခဲ့ကြပြီးအမေလျော့ခံဖြစ်နေတဲ့ကောင်ကျင်ဟာစံစဘာလုပ်ငန်းလုပ်ကင်သူတွေကြားပြောစရာပြန်ဖြစ်လာပေမဲ့ဈေးကွက်မတိချတဲ့အခြေအနေမှာရှိနေပါတယ်။ရန်ကုန်တိုင်းကကောက်ဦးပေါ်ချိန်မှာ ကောင်ကျင်စဘာတင်းတရာကို730ရရှိနေပေမဲ့လိုင်းလိုင်းပေါ်လာတဲ့အချိန်မှာစီးကြမှာကိုစိုးရင်ရတယ်လို့ဒီတော့ကန်ကြီးရွာကတောင်သူတယောက်က ပြောပါတယ်။ကောင်ကြီးတွေတေကောက်40 45လည်းမပူဘူး။ အလုံးကြီးကိုကျွန်တော်တွက်ခံမှန်းလိုက်တယ်အဲ့လိုပြောနေတိုင်းမှာကိုကြီးက40 40 50လေးပဲပြီးရင်ဒါပေမဲ့တခု30ပေါ့ဗျာသဘောတခု30ဖြစ်နေတဲ့အတွက်ဒါပြည်တွင်းမှာကောင်းကြီးပြတ်တာကောင်းကြီးရဲ့ထုတ်လုပ်မှုကအားကောင်းလာလို့ရှိလို့ရှိရင်ဒီနေ့ဆိုကောင်းကြီးညများသွားပြီထုတ်လုပ်မှုကအားကောင်းဒီကောင်းကြီးကရောမပေါ်သွားနိုင်ဘူးပြောလို့မရကောင်းကြီးပြန်ပေါ်သွားမယ်ဆိုရင်ကောင်းကြီးဇွက်ကလည်းဆင်းသွားမယ်အကျန်းဇွက်ကလည်းငကိုတွေကမရှိဘူးဆိုရင်ကျွန်တော်တို့ဘာလုပ်ငန်းကိုလုပ်ရမှာလဲလေသမားမှာအဲ့မှာတော်တော်လေးမှန်းစာတွက်ချက်ကတော်တော်ခက်တယ်ပေါ့ဗျာ ောင်ငင်းဆန်ကအဖြူနဲ့ငချိတ်နှမျိုးကိုစိုက်ပျိုးချုပ်လုပ်ပြီးပြည်တွင်းတည်စာလုပ်ငန်းအတွက်အသုံးရှိတဲ့အပြင်ပြပဈေးကွက်ရှိတဲ့ဒီနယ်လေးဖြစ်တယ်လို့ထိုင်းကောင်ငင်းမုံတွေကိုလည်းတင်တွင်းအသုံးပြုနေကြတာရှိပါတယ်။ကောင်ငင်းစဘာကတဲအေးကကိုတင်90လောက်တာထွက်ပြီးတင်းတရာဈေးကရန်ကုန်မှာ73တသိန်းဈေးပေါင်နေလို့တဲအေးကကို15သိန်းလောက်ရရှိနေတာဖြစ်ပြီးလက်ရှိစဘာဈေးထက်15သိန်းပိုရနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကဝါတန်းကုန်စည်တိုင်းမှာကောင်းကျင်းစံတဲ့အိတ်ကို73,000ကနေ73,000အထိအရင်တွေ့လိုက်ပေါက်ဈေးရှိခဲ့ပြီးလက်လီဈေးကွက်မှာတော့ကောင်းကျင်းစံတပီ8,000ဈေးနဲ့ကောင်းကျင်းစံတသိန်းခွဲတဲ့အိတ်ကို73,000နီးပါးရောင်းချနေတာဖြစ်ပါတယ်။လက်တလောမှာကောင်းကျင်းစပါးဈေးကောင်းနေပြီး လက်လီကောင်းခြင်းစည်းကလည်းမြင့်နေပေမဲ့ကောင်းခြင်းအထွတ်များလာတဲ့အခါတောင်သူတွေခက်မှန်းချသလိုပဲကောင်းခြင်းဆန်စည်းကွက်ဟာကြာလာနိုင်တယ်လို့ဝါသန်းဆက်စပါကုန်စီတိုင်းကကောင်းခြင်းလက်ကရောင်းချသူကုန်တယ်တယောက်ကပြောပါတယ်။ကောင်းခြင်းကတော့အမားတို့ထင်တာတော့သိန်းလောက်ထိကျပါတော့ဒီမှာအဲ့ချိန်လောက်ကျမှပဲလောင်တဲ့လူကလောင်ပေါ့။စပါလောင်ရင်လောင်မလောင်ရင်ကောင်းခြင်းလောင်တယ်အဲ့လိုမျိုးလောင်ကြ။ဒီချိန်ကဘာလို့ဘယ်သူကမလောင်သေးလောင်ဖို့လည်းမဟုတ်ပဲသေးဘူး။ဆက်တော့လိုအပ်တာလောက်ကလေးပဲနည်းပါပဲပဲဒီ။ ကောင်းငင်းစပားဟာအယောက်ဒီရန်ကုန်တိုင်းစကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာအများဆုံးစိုက်ပျိုးကြပြီးစပားစိုက်ပျိုးရာဒေသအလိုက်စပားစိုက်ပျိုးရင်းစားသုံးဖို့အတွက်အနည်းငယ်ထည့်သွင်းစိုက်ပျိုးကြတာဖြစ်ပါတယ်။ထိုင်းကလာတဲ့ကောင်းငင်းစပားမျိုးတွေချဲကမြမရီမြမမီနဲ့ကန့်ညီတဲ့အကောင်းဆုံးမျိုးကိုမော်ဘီဆန်စပားတုတေသနခြံကနေရွေးချယ်ထားပြီးမော်ဘီကောင်းငင်းမွေးလို့အမည်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီကောင်းကျင်းစပါးမျိုးဟာမိုးရောຫນွေပါစိုက်ပြိုးနိုင်ပြီးအသက်ရက်ကမိုးမာ135ရက်ရှိပြီးຫນွေမာ125ရက်သာရှိပါတယ်အထွတ်နှုန်းကတေကကိုတင်းတရာအထိထွက်ရှိနိုင်ပြီးတောင်သူတွေအားချလို့ရတဲ့တစ်ခုတည်းတော့မျိုးတန်တစ်မျိုးဖြစ်ပါတယ်လက်တလုံးမှာတော့မော်ဘီကောင်းကျင်းမွေးတစ်မျိုးထက်ကိုတာကောင်းကျင်းစိုက်ပြိုးရာဒေသအလိုက်မျိုးစိအစင်လိုက်မျိုးတန်ဆင်ဖြောင့်ဝေပေးနေတာရှိပြီးတောင်သူတွေကြိုတင်မာယူတဲ့အပေါ်မှာထုတ်လုပ်ဖြန့်ဖြူးပေးနေတာဖြစ်တယ်လို့ ကောင်းရင်စပါမျိုးစိထုတ်လို့ကြွင်ကျင်သူကဆိုပါတယ်ကောင်းကြီးဆိုတဲ့သဘောတရားကလေစပါစီမကောင်းမှကောင်းကြီးကိုစိုက်တာကောင်းကြီးဆိုတာအမတို့တိုက်ကြီးကစားတာမဟုတ်ဘူးလေအဓိကစားသုံးတဲ့ဒီလံမဟုတ်ဘူးမဟုတ်ပဲဒီစားပဲစားတာတောင်သူရဲ့အစိုက်များရင်ကောင်းကြီးစေးကြပြီးကောင်းကြီးကနောက်နေ့မစိုက်ပြန်တော့ဘူးအဲ့တော့သူတို့ကအခုစပါစီမကောင်းလို့ကောင်းကြီးကိုလျှက်စိုက်တယ်လူအများကြီးစိုက်တယ်ဈေးကွက်ပေါ်တယ်ညင်ကောင်းကြီးစေးကြမယ်ဈေးတိုင်နောက်ရတီးသူတို့မစိုက်တော့ဘူးအမတို့မျိုးစစ်ထုတ်ထားတဲ့အလကားပဲအမတို့ကလေးလုပ်ပြရအောင် ကောင်းငင်းပြီးပါဇီးကွက်ကတော့တရုတ်နိုင်ငံတစ်ခုထဲကအကြီးကဝေယူနေတာဖြစ်ပြီးလက်စလုံးနိုင်ငံတကာကောင်းငင်းဇီးကွက်အခြေအနေကိုစံကုန်တဲ့တယောက်ကအခုလိုသုံးသပ်ပါတယ်အဲကောင်းငင်းရတော့ဘလို့ပြောမလဲတရုတ်ကဝေယူတော့ဘယ်လျှောက်ဝေယူသူတို့ဝေယူတော့ခါရောသူတို့ဝေယူတော့အဲကောင်းငင်းပဲရောင်းလို့ရောင်းလို့ပြည်တွင်းကဒိတ်မှမရှိအဲမရှိဒီဝါဆက်ဒူတို့လို့ပြောလဲဒီနေ့ပို23ကပို့လာဆိုတော့ အစ်ကိုသွားဟိုသွားမယ်ဒါပေမဲ့နိုင်ငံကဈေးကွက်မှာပေါင်ရင်းစီရတော့မကြောက်ပေါင်ရင်းစီရဒီ380 80လောက်မှာရောင်းနေရတယ်လို့ကျွန်တော်တော့သိတယ်အဲ့လိုမျိုးဆိုတော့နည်းနည်းတော့အားရှိတယ်ဘာလို့လဲဆိုတော့စပါးဆိုင်တဲ့တောင်သူနဲ့ပေါင်ရင်းဆိုင်တဲ့တောင်သူပေါင်ရင်းဆိုင်တဲ့လူကပတ်စံပေါ်ရမှာသိကြတယ်စပါးဆိုင်တဲ့လူကလည်းရှိရရှုံးတာလေပေါင်ရင်းဆိုင်တဲ့လူကအမျက်နည်းတာနဲ့အမျက်များတာပဲကွာဒါပေမဲ့တနေ့ကလုံးပေါင်ရင်းဆိုင်တော့လည်းမဖြစ်သေးဘူး ပြည်တွင်းစံစဘာစိုက်ပျိုးထုတ်လုပ်မှုကဘန်ဒါနှစ်တနစ်ကိုစိုက်အေက18တန်လောက်ရှိပေမဲ့လည်းကောင်းညင်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ပတ်သက်ပြီးစိုက်အေကထုတ်ပြန်နိုင်တာတော့မရှိသေးပါဘူး။လက်တလုံးမှာကောင်းညင်းဈေးကွက်ခိုင်းမှာဖို့ပြီးပဈေးကွက်အတစ်တွေရှာဖွေဖို့စံစဘာအတင်းချုပ်ကပြင်ဆင်နေပြီးစီမံချက်တွေလည်းရည်ဆွဲနေတယ်လို့စံစဘာအတင်းချုပ်ကထုတ်ပြန်ကြပါရယ်။ကျမဟန္နာပါ